ေါင်းများစွာကလေးကဒဏ္ဍာရီလာရွှေဟင်းသာငကူအမျိုးသားအမတ်တစိုက်ဖြစ်သုံးဆွဲကြတဲ့မွန်တိုင်းသားတွေရဲ့သူဝနာဘူမိတိုင်းမှာတော့ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ဟင်းသာအမတ်သားလန်တွေဖွေးဖွေးလှုပ်နေကြပါပြီ1990ပြည့်ရွေးကောက်ပွဲမှာမွန်တိုင်းသားတွေကုစားပြုမွန်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပါတယ်2010ရွေးကောက်ပွဲကိုစန့်ကျင်ခဲ့ပြီးနောက်ပိုင်းမှာတော့ မွန်ဒီတာလုံးဆိုင်ရာဒီမိုကရေစီ ဖွဲ့ချုပ်ဆိုတဲ့ပါတီသစ်ချောင်ပြီးရွေးကောက်ပွဲဝင်ခဲ့ပါတယ်။သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တဲ့မွန်နိုင်ငံရေးပါတီနှစ်ခုကြားရင်ကြားစီရေလှုပ်ဆောင်ရင်းနဲ့2013မှာတော့မူလမွန်မျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကိုနာမည်ပြောင်းပြီးတော့မွန်မျိုးသားပါတီဖြစ်နေမှတ်ပုံတင်ခဲ့ပါတယ်။ပါတီနှစ်ခုပေါ်လာသလို2014မှာလည်းအမျိုးသမီးပါတီမွန်ဆိုပြီးထပ်ပေါ်လာပါတယ်။ မွန်ပြည်နယ်မှာရွေးကောက်ပွဲဝင်ကြမဲ့၁၈ပါတီရဲ့မွန်ပါတီ၃ခုလည်းပါဝင်ပါတယ်။၂000ဖွဲ့စည်းပုံကိုလက်မခံတဲ့မွန်မျိုးသားပါတီနဲ့ရတဲ့အခွင့်အရေးရနိုင်သလောက်ယူမယ်ဆိုရဲမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကြားကြီးမားတဲ့ကွဲလွဲမှုတွေကလည်းရှိနေသေးပါကျွန်တော်ကနော်အရမ်းမရတဲ့ဘူဝါဒတဘောမျိုးနဲ့အလယ်လလမ်းစဉ်ကိုလိုက်တာပါကျွန်တော်မတင်းပါပါဘူးပါကျွန်တော်ဆိုချင်တာကအတိကကျွန်တော်2008မှာပဲဖြစ် ရှိနေတဲ့ဟာကိုရတဲ့ခွင့်ကြီးကိုရအောင်ယူမယ်။ဒီလိုအပ်ချက်တွေကိုပြန်ဖြည့်မယ်။တို့ကကျော်စိုးဆိုတိုင်းရင်းသားပါတီနဲ့စုပေါင်းပြီးတော့ MPF ဆိုတော့ဖွဲ့ထားတာရှိပါတယ်။နောက်တိုင်းရင်းသားညီနောင်များ Federation ဆိုတဲ့ဖွဲ့ထားတာရှိပါတယ်။အခုဆိုရင်လည်းဆန္ဒ၅ပါတီလောက်ကျော်သွားပြီ။ဒါနဲ့ခုကောင်းလို့ဖြစ်သွားပါပြီ။သူတို့ဘုရားကိုတော့ကကြက်ကြက်ခုရွေးတဲ့ပေါ်ပြီးတော့ကိုတော့က ဟိုရတဲ့ခွေယူမယ်ဆိုတော့စားတာကြည့်တယ်ကျွန်တော်တို့ကဒီဖွဲ့စည်းချုပ်ကိုကျွန်တော်လက်ပတ်မကြိုက်ဘူးအဲ့ဒါတော့ကျွန်တော်ကတွတ်တော်တယ်ပါကဒီဥပဒေကိုပြေလို့ပဲရဘူးမိတယ်တွတ်တော်ပြေပါကပဲလောက်ကပဲလို့ဟိုကဖြစ်တယ်ကအခုကကျွန်တော်တို့ကတွတ်တော်ပြေတွတ်တော်ပြေပါကိုလောက်ဖို့တွေ့ကျွန်တော်တို့ကနှစ်ဖက်လုပ်ရတယ်မူလမော်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုနာမည်ပြောင်းလိုက်တဲ့မော်မျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာလွတ်တော်မနေရ53နေရာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးအ ਨੇ ဆုံးထက်ဝက်ကျော်နိုင်မှုမျှော်လင့်နေပါတယ်။မွန်ပြည်သားလုံးဆိုင်ရာဒီမိုကရေစီပါတီကတော့35ရာဝင်ရောက်ရှင်ပြိုင်မှာပါ။မြို့နယ်ပေါင်း10ခုနဲ့ဖွဲ့စည်းထားတဲ့မွန်ပြည်နယ်မှာ ပြည်သူ့လွတ်တော်အတွက်10နေရာ၊မြို့သားလွတ်တော်အတွက်12နေရာ၊မွန်ပြည်နယ်လွတ်တော်အတွက်နေရာ20နဲ့ဗမာကရင်ပအိုးလူမျိုးကိုယ်စားလှယ်3နေရာစုစုပေါင်း45နေရာရှိပါတယ်။ ကျွန်တော်တို့ကအခုကျွန်တော်တို့ရွေးချယ်တဲ့ကိုယ်စားလှယ်အလုံးပေါင်း53ခုရှိပါတယ်။ကျွန်တော်တို့အနေအထားအရပေါ့နော်ကျွန်တော်တို့ကတဝက်ရခိုင်နှုန်းတဝက်ခတ်မှန်းတယ်ပေါ့ကျွန်တော်တို့ဒီနေ့ခေါင်းဆောင်မှာကျွန်တော်တို့အခုပေးလိုက်တဲ့ကိုယ်စားလှယ်တွေဟာတချို့မွန်ဒီအသာတဲ့နည်းမျိုးရှိသလိုအမသာသောနည်းမျိုးတွေရှိတယ်ကော့တောင်းအထိရှိတာ哦အဲ့တော့ဒါကိုကျွန်တော်အလုံးချစ်ချင်မသူရခိုင်နှုန်းတဝက်လောက်ကျွန်တော်ပါတီကအောင်းနိုင်မယ်လို့တွက်တယ်ပေါ့နော်မလျော်တော့တဝက်တမလျော်တော့ အော်ဘယ်အောင်နိုင်ရေကိုရနိုင်မယ်လို့တွက်ထားပါတယ်ကျတော့ဒီလောလောဆယ်ကျတော့မွန်ပြည်နယ်မှာဝင်ပြိုင်တဲ့နေရာမှာကျတော့အနည်းဆုံးတွက်တာပေါ့နော်ကျတော့မှန်းတာက60ရာခိုင်နှုန်းမို့ရ80ရာခိုင်နှုန်းကြားမှာနိုင်မယ်လို့ကျတော့တွက်ထားပါတယ်ဒီစုကရန်ဆာပလတ်စ်ကလစတာကကံအားကောင်းပြီးဒဏ်ရာတွေကိုရှင်နဲ့ခုံမုံနေမဝင်အောင်ဘလို့အချိန်ကြီးမှပဲဖြစ်ဖြစ်အကောင်းဆုံးကာကွယ်ပေးရင် ရီဆိုကန်ဟန်ဆာပလတ်အစ်စ်ပေါ်ပေါက်လာတဲ့မွန်မျိုးသမီးပါတီဟာဒီနေ့ရွေးကောက်ပွဲမှာ အမတ်နေရာ၄နေရာပဲဝင်ရောက်ရှင်ပြိုင်မှာပါအမျိုးသားတွေရဲ့တိုက်ခိုက်မှုကိုဇက်တိုက်ကြုံတွေ့နေရပြီး ပါတီတွင်းတန်တရားတွေကိုလည်းအငြင်းတန်းဖြည့်ရှင်းနေရပါတယ်ဘလို့ပြောမယ်ဆိုရင်အပြင်ကရက်ပေါ့နော်ဒါတွေတွင်းလာတယ်တွင်းလာတဲ့ဒီမျိုးဒီမီးတွေကြလဲနိုင်ငံရဲ့အတွေ့အကြုံကမရစ်ချက်တော့ဟို မျက်စိလဲရပါတော့မျက်စိလဲတော့တယောက်နဲ့တယောက်တန်တရားဖြစ်ကြတယ်တယောက်နဲ့တယောက်ကစီးလုံးညီညွတ်မှုကအကွယ်ချင်တဲ့အနေအထားဖြစ်တော့လေအဲ့ဒီအဲ့ဒါကိုထိုင်းနေရိုးရိုးနဲ့အလုပ်လုပ်ရတာကဟိုအလုပ်လုပ်ရတာနဲဝါတယ်ပေါ့နော်အဲ့ဒါကိုပဲဖြည့်ရှင်းပြီးတော့သွားနေရတယ်တော်တော်လေးကိုခက်ခဲပါတယ်ဒီပြည့်ရကြတော့လေပြန်စင်းစားကြတဲ့ခါကျတော့အမျိုးသားတွေဖြစ်နေတယ်ဒီအမျိုးသမီးပါတီကိုဝင်တိုက်တဲ့ပုံစံပေါ့နော်ဒါလည်းအတားအဝခက်ခဲရှိနေပါလေဟုတ်ကဲ့မဘာသာလူအမျိုးဘာသာသာသနာစောင့်ရှောက်ရေးတင်လူ မြို့သားရေးဝါဒီတွေအားကောင်းတဲ့မွန်ပြည်နယ်မှာဒီမိုကရေစီပန်းပွင့်တွေငွားငွားဆွန့်ဆွန့်ပွင့်လန်းနိုင်ပါမလားဟင်းသာတို့ရဲ့မြေမှာဒီမိုကရေစီကပဲခြေကုပ်ရမလားအမျိုးသားရေးအစွန်းရောက်ဝါဒီတွေကပဲအနိုင်ရသွားမလားဆိုတာထူးခြားတဲ့မိကုံပါဘာကြောင့်တို့မွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီလို့ပြောရတယ်လဲဆိုတော့မွန်ဒေတာမှာရှိတဲ့မွန်လူမျိုးတို့ဥဒေကိုကိုစားပြုတာမဟုတ်ပါဘူးမွန်ဒေတာမှာရှိတဲ့ပြည်သူလူထုအားလုံးကိုကိုစားပြုတဲ့သဘောမျိုးတက်ရောက်ပါတယ် အဲ့တော့ဒီနာမည်တော်တော်ရွေးထားတာပါဟိုတော်တော်ကဒါအဆုံးမရဘူးပေါ့ဗျာဒီကျော်တော်မော်တခုတည်းလည်းလောက်တာမဟုတ်ပါဘူးဒါတိုင်းဒါတကူဒီနေသူဒီနေသားတွေတန်းသူဖွေးရေးဒါချင်းနိုင်တဲ့ဒေတာဖွေးရေးတော့လည်းအားလုံးတန်းသူဖွေးရေးတွေရရှိဖို့တော်တော်ဆောင်ရွက်နေတဲ့အကြောင်းတို့ရှင်းပြတယ်ကြည့်ကြတဲ့အနေထားမှာပေါ့နော်တိုင်းရင်းသားတွေလည်းသူတို့ပါတီကို ထောက်ခံပေးရမယ်ဆိုတဲ့အစဉ်သေးရှိတော့နိုင်ငံရေးလှုပ်ရှားမှုကကျွန်တော်တို့ဥမာတိုင်းရင်းသားတွေကျွန်တော်တို့မွန်မျိုးသားပါတီပေါ့နော်ကျွန်တော်မွန်ထဲမှာပါတီရဲ့နှစ်ခုအဓိကရှိတာ ਉਹ အဓိကကျွန်တော်တို့ပါတီရဲ့အဓိကမိန်းမဗျာဖြစ်တော့အဲ့ဒီပါတီရဲ့နောက်အခုအပိုင်းမွန်မျိုးသားတွေမှာလည်းဒါအဲ့တော့ဒီဘောနော်ပြန်ဆိုင်မှုအနေချင်းရှိသလိုပါတီကြီးတွေကလည်းပြီးတော့အခုပြီးခိုင်ပြိုးတော့ NLD တို့နဲ့အဓိကပိုအင်အားကြီးတဲ့ပါတီနဲ့လည်းပြန်ရင်ဆိုင်ရတော့ဒါက ယုံခံရမယ်ဟိုတယ်မကြိုးစားမယ်အပိုင်းတော့ဒါကျွန်တော်တို့လည်းအခုဆက်လက်ဟိုတယ်နေတာပေါ့နော်အလုပ်လုပ်နေကြပါတယ်အဲ့ဒါကသူပြောတယ်မောဆိုမောလည်းပဲချစ်လိုက်တယ်ကိုပဲမောလည်းမသိဘူးဘယ်ကမောလည်းမသိဘူးလားသူပြောတယ်မောဆိုရင်မောပဲချစ်လိုက်တယ်သူပြတယ်လေချစ်တဲ့ဒီနေရာချစ်တဲ့ဒီပြတယ်အိမ်မှာချစ်တဲ့နေရာပဲချစ်လိုက်တယ် နောက်နောက်ပြီးတော့ကကိုကပန်းမွန်ပန်းမွန်လဲမသိဘူးနောက်မွန်ဆိုရင်ကမွန်ရင်လည်းမွန်ပဲမွန်တို့ဌာနေရမညာမှာမွန်ပါတီတွေချင်းချင်းညီညွတ်မှုစည်းလုံးမှုမရှိဘူးဆိုရဲပြင်ပြင်ချက်တွေဟာအခြားသောတိုင်းသားဒေသတွေကလူမျိုးစုခြေခံပါတီတွေကြားမှာလည်းအလားတူပုံစံတွေပဲရှိနေပါတယ်အာမွန်ဒေတာလုံးဆိုင်ရာပါတီကတော့ဒီဒေတာဖူဖူကြီးပေါ့နော်ပြည်နယ်စစ်မှာ ဒီဖူးဖူးပေါ့နော်လောက်တာပူအားတန်ပြီးတော့အမွန်မျိုးရာပါတီကတော့ကျွန်တော်ပြည်တော်စုစစ်ပေါ့နော်ဒီဖွဲ့စည်းပုံပြင်တာတို့နောက်တစ်ခါဒီဖက်ဒရယ်စနစ်တို့လိုမျိုးဟိုပူပြီးတော့တုံးတိုက်လောက်ကျင်တာပေါ့နော်အဲ့ဒါကြောင့်သူတို့သူတို့နှစ်ယောက်ကနှစ်ခုလုံးကသူတို့ပေါင်းပြီးတော့တကယ်နာဟိုတန်ညင်တန်ညင်လောက်မှဆိုရင်အဲ့ဒီဒီမွန်ဒူဒူအတွက်အကျိုးရှိမှအဖြေဟိုအဖြေပေါ့နော် ဒီတစ်ခုဖြစ်လာမယ်လို့ကျွန်တော်တို့တော့ဒီလိုတုံ့တက်လို့ရတာပေါ့နော်။